ဒေါ်လာတန်ရှိရတန်ပြည်တန်ပဒံများတွင်လည်းကြီးကြေခန်းသာစွာမင်္ဂလာဆောင်ခဲ့တဲ့မြန်မာဩဘာလုံကန်စုရဲ့အကြီးဆုံးသားမင်္ဂလာဆောင်ပရိသတ်များအလုံးမင်္ဂလာပါရှင် TK Media ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒေါ်လာတန်ရှိရတန်ပြည်တန်ပဒံများတွင်လည်းကြီးကြေခန်းသာစွာမင်္ဂလာဆောင်ခဲ့တဲ့မြန်မာဩဘာလုံကန်စုရဲ့အကြီးဆုံးသားမင်္ဂလာဆောင်ကတော့ သူတို့သမီးလေးကနတ်သမီးလေးလိုလှပနေတယ်လို့ပြည်တန်တဲ့မိုးကုတ်ရတနာတွေနဲ့မင်္ဂလာဆောင်ခဲ့တာကတော့မြမဩဘာမိသားစုကမင်္ဂလာပွဲပေါင်းတရင်ကျပြည်စာမင်္ဂလာရာသီမှာတော့မြမနိုင်ငံအနှံကမင်္ဂလာပွဲတရင်တွေကဆိုရှယ်မီဒီယာပေါ်မှာအပြည့်အလွှမ်းမိုးနေပါတယ်ဒီနေ့မှာတော့အနုပညာရှင်တွေရဲ့မင်္ဂလာပွဲတွေကလည်းတော်တော်လေးကိုစီကားခဲ့ပါတယ်မင်းသမီးဆိုပြတဲ့ဇင်နဲ့ဟင်းဝီရဲ့တို့ရဲ့နိုင်ငံသားထီသွားရိုက်တဲ့ပရိဝတ်တွေမင်းသမီးမေဘကြီးရဲ့စက်တရရှိလှပတဲ့ရွှေဟင်းသာမင်္ဂလာပွဲတွေကလူပြောများခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီမင်္ဂလာ ာပွဲတွေအလုံးထက်ပိုပြီးတော့မြင်ရတဲ့သူတိုင်းအင်အော်တကြီးဖြစ်ရလောက်အောင်မျိုးလုံးတွေပြူးကျဲသွားစေမယ့်အရာစုနှစ်ရဲ့မင်္ဂလာပွဲလို့တောင်တင်စားရမလားမသိတဲ့မင်္ဂလာပွဲကြီးတစ်ခုပေါ်ထွက်လို့လာခဲ့ပါတယ် အဲ့ဒါကတော့တခြားမဟုတ်ပါဘူးမြန်မာနိုင်ငံရဲ့အကြီးဆုံးစီးပွားရေးလုပ်ငန်းစုကြီးတွေတဲကတစ်ခုဖြစ်တဲ့မြန်မာဩဘာလုပ်ငန်းစုကြီးရဲ့အကြီးဆုံးသားတရုတ်သားမောင်ပြေဆောင်နဲ့တရုတ်သမီးမတ်စုလက်ထွန်းတို့ရဲ့တော်ဝင်မင်္ဂလာပွဲကြီးပါပဲပထမဆုံးမြန်မာဩဘာဆိုတာမြန်မာနိုင်ငံရဲ့စိုက်ပျိုးရေးကဏ္ဍတစ်ခုလုံးကိုလွှမ်းမိုးထားတဲ့ကုမ္ပဏီကြီးအေယာမကြီးပေါ့ပထမဆုံးမြန်မာဩဘာဆိုတာမြန်မာနိုင်ငံရဲ့စိုက်ပျိုးရေးကဏ္ဍတစ်ခုလုံးကိုလွှမ်းမိုးထားတဲ့ကုမ္ပဏီအေယာမကြီးပေါ့ တောင်သူဦးကြီးတိုင်းတည်ကြတဲ့အတမ်းမြေဩဇာတွေစိုက်ပျိုးရေးဆေးတွေကိုအဓိကတင်သွင်းဖြန့်ဖြူးနေတဲ့လုပ်ငန်းစုကြီးဖြစ်ပါတယ်။ ဒါကြောင့်သူတို့ရဲ့ကြွယ်ဝချမ်းသာမှုတွေကမြန်မာနိုင်ငံရဲ့ထိတ်တန့်အဆင့်မှာရှိနေပြီးတော့ဒီလိုလုပ်ငန်းစုကြီးရဲ့အကြီးဆုံးသားမင်္ဂလာပွဲဆိုတာနဲ့ဘယ်လောက်ခမ်းနားမလဲဆိုတာပရိသတ်တွေတွေးကြည့်လို့ရပါတယ်။ဒီမင်္ဂလာပွဲမှာအခမ်းအနားအပြင်အဆင်တွေ၊နတ်သမီးလေးတစ်ပါးလိုချောမောလှပလုံးနဲ့သူတို့သမီးမတ်စုလက်ထွန်ရဲ့အလားတရားတွေကပြောစရာဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အားလုံးရဲ့ပါဇက်ပြားမှာအင်ရောတစီပြောနေကြတာကတော့သူတို့သမီးဝစ်ဆင်ထားတဲ့ယတနာတွေပါပဲ။သူမဝစ်ဆင်ထားတာကတာမန်စိန်လေဆွဲရွှေလေဆွဲမဟုတ်ပါဘူး။မြန်မာပြည်ရဲ့အကုန်ယူစရာပြည်တန်လို့ ောင်ခေါ်ဆိုနိုင်တဲ့မိုးကုတ်တွင်းထွက်ဗရံများအလုံးရေထောင်ပေါင်းများစွာနဲ့စီချေပြုလုပ်ထားတဲ့ဗရံများလေဆွဲကြီးဖြစ်နေလိုပါပဲဒီလေဆွဲကြီးရဲ့ဂျန်ဘုတ်ကိုကျွမ်းကျင်သူတွေနဲ့အတွင်းလူတွေရဲ့ခံမှန်းချက်တွေအရအမေရိကန်ဒေါ်လာတန်း800တိတန်ဖိုးရှိနိုင်တယ်လို့ဆိုပါတယ်ဒါဟာမယုံနိုင်လောက်စရာပမာဏတစ်ခုဖြစ်ပြီးမြန်မာနိုင်ငံရဲ့သမိုင်းတစ်လျှောက်အခမ်းအနားဆုံးမင်္ဂလာပွဲတွေကတစ်ခုအဖြစ်သတ်မှတ်ရမှာပါဒါအပြင်တခြားသောစိန်တွေများတွေစားတဲ့တန်ဖိုးကြီးရတနာပစ္စည်းများစွာကိုလည်း အပြည့်အစုံဝင်ဆင်ထားတာကြောင့်သရိုးသမီးရဲ့အလားကပူပြီးတော့စက်တီရရှိရှိတောက်ပနေကြရပါအမှန်တော့အခုနောက်ပိုင်းမြန်မာနိုင်ငံကထိတ်တန်းတထေးကြီးတွေလုပ်ငန်းရှင်ကြီးတွေကမင်္ဂလာပွဲတွေကိုသူတို့ရဲ့ချမ်းသာကြွားမှုတွေပြသတဲ့ပွဲတွေဖြစ်အပြိုင်ဆိုင်ကျင်းပနေကြတာပါ တချို့ကမြတွေနဲ့တချို့ကစိန်တွေနဲ့အပြိုင်ဆိုင်ဖော်ပြနေကြခြင်းမှာမြန်မာဩဘာလုပ်ငန်းစုရဲ့သားမင်္ဂလာပွဲကတော့ဒေါ်လာတန်း800တန်ဖိုးရှိတဲ့ဗရန်များလဲဆွဲခြင်းနဲ့အားလုံးထက်ထိတ်ဆုံးကလူပြောများဆုံးဖြစ်သွားခဲ့ပါပြီ။ပရိသတ်တွေကလည်းသူတို့ရဲ့ကံကောင်းမှုကြီးကျယ်ခံထားတဲ့အကျိုးဝါမှုတွေကိုကြည်ပြီးအယံကိုအားကျမုဒိတာပွားနေကြတာလည်းတွေ့ရပါတယ်။အခုကြည့်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့ဒီလိုကြီးကျယ်ခံထားလာပါတဲ့မင်္ဂလာပွဲကြီးပေါ်မှာဘယ်လိုမြင်ကြပါသလဲ။ဒီလိုတန်ဖိုးကြီးရတနာတွေနဲ့ကိုယ့်ရဲ့ကျွယ်ဝါမှုကိုဖော်ပြတာကမင်္ဂလာပွဲတစ်ခု ဲ့ကုန်းချက်တွေကိုပို့တိုးစေလို့ထင်ပါသလားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးဝင်ရောက်ဆွေးနွေးပေးပါအောင်နော်ကျေးဇူးပေးတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရစေ